င်္ဂလာပါသောရရှင်များရှင်အခုချိန်ကစပြီး2025ခုနှစ်ဧပြီလ24ရက်နေ့ Radio UNG မနက်ခင်းပြည်တွင်တင်ပြကိုတင်ပြပေးပါမယ်ကျွန်မຫນွေဦးမိုင်းပါပုတ်ရဟမင်းကြီး Francis နေရာဆက်ခံမိသူသည်ငိမ့်ချောင်းရင်ဖြစ်စဉ်မှာစိတ်အားထက်သာမှုရှိတဲ့ဘာသာရေးကောင်းဆောင်ကြီးတဦးဖြစ်ဖို့အန်ယူဂျီယာယီသမရကလေးနဲ့စွာမျှော်လင့်တဲ့တရင်ကိုဦးစွာတင်ပြပေးသွားပါမယ်ပုတ်ရဟမင်းကြီး Francis ရဲ့နေရာကို ဆက်ခံမဲ့သူဟာမြန်မာနိုင်ငံလိုမငိမ့်ချတဲ့နိုင်ငံတွေရဲ့ငိမ့်ချရင်ဖြစ်စင်မှာစိတ်အားထက်သန်မှုရှိတဲ့ဘာသာရေးကောင်းဆောင်ကြီးတဦးဖြစ်ဖို့ NUG ယာယီသမတ်ဒူဝါလက်ရှိလာကလေးနဲ့စွာမျှော်လင့်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ပုံရဟန်းမင်းကြီးကွဲလွန်မှုနဲ့ပတ်သက်ပြီးတကဘာလုံးရိုမန်ကက်သလစ်တွေနဲ့ခရစ်ယာန်ဘာသာဝင်အားလုံးလည်းဝမ်းနည်းပူဆွေးနေကြရတယ်လို့ခန့်စားမိပါတယ်။ပုံရဟန်းမင်းကြီးဟာကျွန်တော်တို့နိုင်ငံကိုငိမ့်ချရင်ရဖို့ အမြဲစိတ်အားထက်သန်စွာထုတ်ဖော်ဆူတောင်းတက်သူတယောက်ဖြစ်ပါတယ်။ဒါအပြင်ပုတ်ဟန်မင်းကြီးဟာကက်သလစ်သာသနာနှစ်ပေါင်း900ကျော်တွင်းမှမြန်မာနိုင်ငံကိုပထမဆုံးကြားရောက်ခဲ့သူလည်းဖြစ်ပါတယ်။နောက်ဆက်ခံမဲ့ပုတ်ယဟန်မင်းကြီးတပါးအနေနဲ့လည်းကျွန်တော်တို့နိုင်ငံလိုမငိမ့်ချတဲ့နိုင်ငံတွေရဲ့ငိမ့်ချရေးဖြစ်စဉ်မှာစိတ်အားထက်သန်မှုရှိတဲ့မာတရေးကောင်းဆောင်ကြီးတို့ဖြစ်ဖို့လေးနဲ့စွာမျှော်လင့်ကြောင်းပြောကြားလိုပါတယ်လို့ယာယီသမရကဆိုပါတယ်။ ပုံရဟမင်းကြီး Francis Quelo မှုအပေါ် CRPH နဲ့ NUG တို့ကလည်းဝန်ထဲကျောင်းတဝန်လွှာများပေးဖို့ထုတ်ပြန်ထားပါတယ်ရှင်။ဆလပီအကြမ်းဖက်ဆေးအုပ်စုကပြည်သူတွေကိုဥတီတဲ့လေးကျောင်းတိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စွာလှုပ်လာပြီးရန်သူကရန်သူပိတာတာထက်ကိုပိုတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့သတင်းကိုတင်ပြပါမယ်။ ပြည်သူတွေကိုဥတီတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့အစည်းဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝင်းခိုင်တန်းကအခုလိုဆိုပါတယ်။အင်အားပြင်းကလင်းဖြစ်ပေါ်ခဲ့မှုကြောင့်ကျွန်တော်တို့အနေနဲ့ငလင်တန်းခံရတဲ့နေရာဒေသတွေမှာထိုးစစ်တွေရပ်ဖို့ကြေညာခဲ့ပေမဲ့တစ်ဖက်ကအကြမ်းဖက်စစ်အုပ်စုကတော့ဒီရက်ပိုင်းတွေမှာပြည်သူတွေကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စွာလှုပ်လာတာကိုစိတ်ပြက်ဖွယ်တွေ့ရပါတယ်။ ရန်သူကတော့ရန်သူပီတာရာထက်ကိုပိုပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုတွေကိုလှလင်းချင်းမရှိဘဲအကန့်အသတ်ဖြစ်လာတဲ့အချိန်ကိုတန်ဖိုးရှိစွာသုံးချရင်းစီမံကြဖို့လိုအပ်ပါတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။2025ခုနှစ်ဧပြီလ18ရက်နေ့နာနဲ့9:55အချိန်ခန့်တွင်မန္လေးတိုင်းပြည်ဦးလွင်ခရိုင်တပိတ်ချင်းမြို့နယ်လက်ကြရွာအောင်မြင့်မိုးဆိုင်ကအယောင်ဆိုင်နဲ့ဆွေမျိုးဆက်မှုလက်မှုတွင်ခုံနီးတဝိုက်တို့စံဖက်စေအုစုမ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးရင်နှစ်စီးဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်အဆိုပါဖြစ်စဉ်တွင်လမ်းသွားလမ်းလာများပါဝင်အမျိုးသား၈ဦးအမျိုးသမီး၃ဦးနဲ့ကလေး၁ဦးစုစုပေါင်းပြည်သူ၁၂ဦးသေဆုံးကအယက်သားပြည်သူများစွာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်ပြည်တော်စုဝင်ကြီးချုပ်ဦး83နှစ်ပြည့်မွေးနေ့အတွက်ပြည်တော်စုဝင်ကြီးချုပ်ရုံးအဖွဲ့ကတော်လှန်မွေးနေ့စုမုံကောင်းတောင်းတဲ့တရင်ကိုဆက်လက်တင်ပြပါမယ်။ ီတော်စုဝင်ကြီးချုပ်ယုံအဖွဲ့ကမြို့တိုင်းညီငွေရဲ့အစိုးရပီတော်စုဝင်ကြီးချုပ်မောင်ဝင်းခိုင်တိုင်း83နှစ်ပြည့်မွေးနေ့မှာဒီစိတ်ဤချမ်းသာခြင်းကိုယ်ချမ်းမာခြင်းများပြည့်စုံပါစေကြောင်းနဲ့တိုင်းပြည်နဲ့လူမျိုးအချို့ကိုဆွန်းဆွန်းတမဆက်လက်၍ဥလည်မတုံထမ်းရနိုင်ပါစေကြောင်းချစ်ခင်လေးစားစွာဖြင့်မေတ္တာစုမုံကောင်းတောင်းအပ်ပါれလို့ဖော်ပြထားပါတယ်။ယာယီသမရနဲ့ပြည်ထောင်စုဝင်ကြီးချုပ်တို့အပါအဝင် UNG အစိုးရအဖွဲ့ဝင်များဟာ ြည်တွင်းမှနေ၍မြို့တော်၌ရင်အမြင့်ဆုံးအောင်မြင်နိုင်ရန်ကြိုးပမ်းလျက်ရှိနေကြပါရဲ့ရှင်။ Mobile Rescue Team ကိုတော်လှန်ရေးမိတ်ဆွေများအားလုံးဆက်လက်ပြီးအားပေးကူချဖို့ဒူးဝင်ကြီးခွန်စောဖူတိုက်တွန်းတဲ့သတင်းကိုနောက်ထပ်တင်ပြပါမယ်။ Mobile Rescue Team ကိုတော်လှန်ရေးမိတ်ဆွေများအားလုံးဆက်လက်ပြီးအားပေးကူချဖို့တရံဇာရနဲ့တဘာဝပဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနဒုတိယဝန်ကြီးခွန်စောဖူကတိုက်တွန်းဆိုထားပါတယ်။ Mobile Rescue Team သို့မဟုတ်ကျွန်တော်ရဲ့ဒုတိယမိသားစု ဒါမဲ့ April 23ရက်နေ့ဆို team က၄နှစ်တက်တန်းပြည်ပြီးတခြားတာဝန်ရှိလေတော့အဖွဲ့ဥဆောင်သူတာဝန်ကနေရန်နာလိုက်ပါပြီခေါင်းဆောင်မှုပုံစံငွေစင်းစနစ်လုံအားစီမံခန့်ခွဲခြင်းပုံစံအဖွဲ့အတွက်ရေရှည်ဝင်ငွေရရှိနိုင်မိလုပ်ငန်းတွေကိုတိစောက်ပေးခဲ့ပြီးဖြစ်ပါတယ် ဒေါ်လာရေးမိတ်ဆွေများအားလုံးအဖွဲ့ကိုဆက်လက်ပြီးငွေအားညံအားဖေးကူကြဖို့လဲတိုက်တွန်းပါတယ်လို့ဆိုပါတယ်။ Mobile Risk Team အဖွဲ့ဟာကရင်နီပြည်အတွင်းရှေ့တမရဲဘော်များထိခိုက်ဒဏ်ရာရရှိပါကကေဆေကုတရေးကိုအဓိကဆောင်ရွက်ပေးနေတာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒေါအောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံးပြည်သူတွေအပေါ်ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများအပေါ်ပြည်သူ့ကိုယ်ရည်စုနဲ့ကျေးဇူးတင်စကားဆိုတဲ့သတင်းကိုဆက်လက်တင်ပြပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးပြည်သူတွေအပေါ်ထားရှိတဲ့နစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများပေါ်ပြည်သူ့ကုံကြီးစုနဲ့ဂျေဇူးတင်စကားဆိုရလဲဖြစ်တယ်လို့ပြည်သူ့ကုံကြီးအသင်းဥဆောင်သူတဦးဖြစ်တဲ့ Los Angeles မှာဦးကျော်ဝဏကဒေါ်အောင်ဆန်းစုကြည်ကိုပုံပြုစုပေးအပ်ရတဲ့အကြောင်းနဲ့ပတ်သက်လို့ Radio UNG ကိုခုလိုပြောပြပါတယ်။ပြည်သူ့ကုံကြီးအသင်းရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့မြန်မာပြည်တွင်းကဂုံပြုတဲ့ဂုံပြုထိုက်သူတွေကိုပြပရောက် တိုင်းရင်းသားမြန်မာမိသားစုတွေကဝိုင်းဝန်းဂုဏ်ပြုကြတဲ့အစဉ်လာအတိုင်းအခုနှစ်2025ခု16ကြိမ်မြောက်ပြည်သူ့ဂုဏ်ရီဂုဏ်ပြုမှုအဖြစ်လူမှုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အသင်းဝင်ဌာနကွဲတွေကရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူတွေကို ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများအပေါ်ကျေးဇူးတင်စကားဆိုတာလည်းဖြစ်တယ်လို့အကျန်းဖက်စစ်အာဏာရှင်ကိုဒူးမထောက်ဘဲ ကြမ်းကြမ်းခံတွန်းလှန်နေတဲ့သူ့ရဲ့စိတ်ခွန်အားတွေကိုဥညွတ်ဂုံပြူတာလည်းဖြစ်ပါတယ်။မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြွဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ကိုယ်ရင်အသင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမယ်ဆိုတာကိုလည်းထပ်လောင်းကတိပြုပြောလိုပါတယ်ခင်ဗျာ။ 2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကုံရီကုံပြုတ်မှုအဖြစ်လူထုကောင်းဆောင်ဖြစ်သောမတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတဦးလည်းဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုပြည်သူ့ကုံရီဌာနခွဲတည်တည်ရှိအဖွဲ့အစည်းများမှယူသေးလေးစားတံပေါ်ထားပြီးဂုံယူဝင့်ကြွားစွာဖြင့်ကုံပြုတ်ကြောင်းဧပြီလတွင်အသိပေးကြေညာခဲ့ပါသည် စီအုစုအာနာလူတဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစလို့မတရားဖမ်းဆီးခံထားရတဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာမကြာမီကာလအတွင်းအသက်80ပြည့်တော်မှလည်းဖြစ်ပါရဲ့ရှင်။ဆလပီငလင်ဘေးတင်မြန်မာပြည်သူများ၏ပြန်လည်ထူထောင်ရေးအတွက်ကဘာကျော် crypto exchange တစ်ခုဖြစ်တဲ့ Bybit မှမြန်မာကျပ်ငွေသိန်းပေါင်း6000ကျော်ခန့်ကိုပေးပို့လှော်ရန်ခဲ့တဲ့သတင်းကိုတင်ပြပါမယ်။မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့် စကိုင်းငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်များကြောင့်မေးတင်ခဲ့ရသောဒေတာခံမြန်မာပြည်သူများ၏ပြန်လည်ထူထောင်ရေးအတွက်ကဘာကျော် crypto exchange တစ်ခုဖြစ်တဲ့ Bybit မှမြန်မာကျပ်ငွေသိန်းပေါင်း6000ကျော်ခန့် US ဒေါ်လာ3,400တတီကိုပေးပို့လှူဒန်းခဲ့လို့ Spring Development Bank ကထုတ်ပြန်ဖော်ပြပါတယ်။ယခုလိုနိုင်ငံတကာမှထိရောက်သောပံ့ပိုးမှုအဖြစ်ခွန်အားဖြစ်ပေးခဲ့တဲ့ Bybit အားအထူးပင်ကျေးဇူးတင်ရှိလက် Spring Development Bank မြန် script နဲ့ code script story ru ဤယုံကြည်စိတ်ချရတဲ့ကိုရင်များမှတစ်ဆင့်လွဲပြောင်းကူညီပေးနေပြီဖြစ်ကြောင်းသိရပါတယ်ရှင်။ရောင်လေးပင်မြို့နယ်အတွင်းကစစ်ပေးဆောင်ပြီးသူများကိုခြေခံစားတောက်ကုန်ရိတ်ခါများပဲခိုးကြည့်ဆက် ထောက်ပို့အဖွဲ့ထောက်ပံ့လှူဒန်းခဲ့တဲ့တရင်တော်ဆုံးတင်ပြပေးပါမယ်။ဘကိုရိုင်းရောင်လေးပင်မြို့နယ်အတွင်းကစစ်ပေးဆောင်ပြည်သူများအတွက်အခြေခံစားတောက်ကုန်ရိတ်ခါများကိုနှစ်တက်ကူအလှူဖြစ် ဘဘိုးကြီးဆက်ထောက်ပို့အဖွဲ့လမင်းထဲကရုံးကလေးမှတစင်တော်ဝင်တောင်းကဥဆောင်ကထောက်ပံ့လှူဒန်းပေးခဲ့လို့တော်ဝင်တောင်းစစ်ကြောင်းကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကလည်းညောင်လေးပင်မြို့နယ်ရေတွင်းကုန်းကျေးရွာကိုစစ်ကောင်စီကအကြောင်းမဲ့လေးချောင်းတိုက်ခိုက်မှုတစ်ကြိမ်နဲ့လက်နက်ကြီးပစ်ခတ်မှုခုနှစ်ကြိမ်အတွင်းတိုက်ဆုံသွားခဲ့တဲ့အသက်42နှစ်အရွယ်ရွာသားတအူးရဲ့မိသားစုအားထောက်ပံ့ငွေ30သိန်းချက်ကိုပေးအပ်ခဲ့လို့သိရပါပါတယ်ရှင်။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းဌာနမင်းတီဟာမင်းစစ်သွင်းတဲ့ခါရှဲလိုကပေးပို့ထားတာဖြစ်ပါရဲ့ရှင်။